မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ6ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်း တောင်ကုန်မြို့နယ်မှာရှိတဲ့တောင်ကုန်လေတံစခန်းဌာနချုပ်ရဲ့လေကြောင်းထိန်းသိမ်းရေးမျှော်စင်တဲ့ဂျမားတာဝါတိုင်းကို FPV drone နဲ့ဝင်းရောက်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ၄ရက်နေ့မနက်၈:၃၅မိနစ်အချိန်မှာတော်လိုင်းတပ်ဖွဲ့များကတောင်ကုန်လေတံစခန်းဌာနချုပ်အတွင်းကို Andy Jammy FPV drone များလွှတ်တင်ပြီးတော့ဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဓိကအားဖြင့်လေတပ်ရဲ့လေကြောင်းထိန်းသိမ်းရေးမျှော်စင်တဲ့ဂျမားတာဝါတိုင်းကိုအဓိကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ တောင်ငူလေတက်လေကြောင်းထိမ့်သိမ့်ရင်းမျောစင်နဲ့ဂျမတာဝါတိုင်းတွေကိုအဓိကတိုက်ခိုက်ခဲ့တာပါ လေကြောင်းကာကွယ်ရေးအဆင့်ဆင့်ကိုကြော့ဖက်ပြီးတော့လေတက်ဝင်းတွေကို anti jamming fpv drone တွေကိုဝင်းရတိုက်ခိုက်ခဲ့တာပါလို့ဝရဇိန်တပ်ဖွဲ့ကတရင်းနယ်ပြည်သားရေးတာဝန်ခံကရှင်းပြထားပါတယ်အဲ့ဒီစစ်စင်ရေးကိုဝရဇိန်တပ်ဖွဲ့ကဥဆောင်ပြီးတော့တန်တော်မြောက်ပိုင်းပြည်သူ့ကာကွယ်အဖွဲ့က fighter sage တို့ပူးပေါင်းပြီးတော့ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဝရဇိန်တပ်ဖွဲ့အနေနဲ့စစ်စင်ရေးသတင်းများကို၎င်းတို့ရဲ့လူမှုကွန်ရက်အစားမျက်နှာမှာထုတ်ပြန်သွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘိုက်ကိုတန်ဖြူမြို့နယ်ဇေယျဝတီမြို့မှာကင်းပတ်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးများကိုတိုက်ခတ်ရာသုံးဦးသေဆုံးပြီးတော့တနက်နက်လန်းနဲ့ခဲယမ်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ၄ရက်နေ့မနက်၁၀နာရီခွဲအချိန်ကမှဇေယျဝတီမြို့ ကြက်ကွင်းကြီးရွာဘက်ကိုကင်းလေရန်ထွက်လာတဲ့ဖြူးမြုံနယ်ပကဖကရဲဘော်များနဲ့စားကုန်းရွာစစ်တပ်ဂိတ်ကကင်းလေရန်ထွက်လာတဲ့စစ်ခွေးများကြက်ကွင်းတာဝါတိုင်းအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိပ်ွေတိုက်ပွဲဟာနိုင်ဝက်ခန့်ချမ်းမြင့်ခဲ့ပြီးတော့စစ်ခွေးတကောင်တိတ်ဆုံးကကြည်တင်နဲ့မြင့်ကြည်ဆိုတဲ့စစ်ခွေးနှကောင်းကိုအရှင်ဖမ်းနေခဲ့တယ်လို့သိရပါတယ်။အခုလိုအရှင်ဖမ်းနေခဲ့တဲ့စစ်သားနှစ်ဦးကိုဖြူးမြုံနယ်ပကဖတပ်စုမှုကစစ်ဆေးမင်းမြတ်တဲ့အချိန်မှာတနက်လူပြီးတော့ထွက်ပြေးရန်လှုံ့ဆော်ခဲ့တဲ့အတွက်ကြောင့် ပြစ်ခတ်ခဲ့ရာနောက်ဦးစလုံးပွဲတင်ပြီးသိဆုံးသွားတယ်လို့သိရပါဗျ။ဂျီတင်ဆိုတဲ့အောက်တန်းစားဟာဖြူးမြွနဲ့ခမရ306တိုင်းရင်ကပင်စင်ယူထားတဲ့တက်ကြက်ကြီးဖြစ်ပြီးတော့အကြမ်းမဲ့စစ်ခွေးကအာနာသိန်းတဲ့အချိန်မှာဖြူးမြွနဲ့အတွင်းမှာရှိတဲ့ဒဂွန်တိုင်ဂိမ်းနဲ့စားကောင်းဂိမ်းများမှာအဖွဲခေါင်းဆောင်အဖြစ်နဲ့တာဝန်ယူထားပြီးတော့ပြည်သူများကိုနှီးမျိုးစုံနဲ့နိုင်ဆက်နေတဲ့အောက်တန်းစားဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်တိုက်ပွဲအတွင်းမှာအချမ်းမဲ့စစ်ခွေးတွေစီကနေပြီးတော့ G3 တနက်တလ G4 တနက်တလ G5 ၅ခုနဲ့ ြီး15000တော့ကိုတိတ်စီရရှိကတော်လိုင်းရဲဘော်တွေကတော့ထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။နှစ်ကောင်လုံးအတူတူထွက်ပြေးလာတာပါ။ကြီးတင်ကခေါင်းဆောင်ပါအတော်ဆိုးတာဒီကောင်ကနှစ်ဦးစလုံးပြစ်ခတ်ရှင်းလင်းခဲ့တာပါ။ကောင်းကောင်းမုံမုံမေးတာကိုမထင်မှတ်ဘဲနဲ့တနက်လူယူထွက်ပြေးလို့ဘေးကရဲဘော်တွေကစော်လိုက်တာလို့ Phu Township People's Defense Organization Phu ရနယ်ပကပကတောင်ရှိသူကပြောပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့ထိုင်းနိုင်ငံဘက်အချမ်းကိုမြန်မာဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်မှုကြောင့်ထိုင်းနိုင်ငံသားနှစ်ဦးဒဏ်ရာရပြီးတဲ့နောက်မိခိုးပုံအမြောက်၄လုံးမြန်မာဘက်ကိုထိုင်းစစ်တပ်ကပြန်လည်ပြစ်ခတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ9ရက်နေ့မနက်7:40မိနစ်အချိန်မှာ မေးလပံချေးရွာအနီးတိုက်ပွဲတွေအပြင်းထန်ဖြစ်ပေါ်ပြီးတဲ့နောက်မြန်မာဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကထိုင်းနိုင်ငံဘက်အချမ်းကိုကြောက်ရောက်ပောက်ကွဲခဲ့ကထိုင်းနိုင်ငံသားနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။နေအိမ်နဲ့မော်တော်ကားအများပြားလဲပျက်စီးသွားတယ်လို့ပြောပါတယ်။အဲ့ဒီနောက်ထိုင်းစစ်တပ်ကမြန်မာဘက်အချမ်းကိုဘီဂိုဘုံအမြောက်၄လုံးပြန်လည်ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။လက်တလုံးမှာ မြဝတီမြို့နယ်မဲလပိုင်ချီရွာအနီးမှာဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့်ထိုင်းဘက်အချက်မှရှိတဲ့ချီရွာများကပြည်သူများကိုသတိပြုနေထိုင်ကြရန်သတိပေးမှုများရှိနေပြီးတော့တချို့သောထိုင်းနိုင်ငံဘက်ကပြည်သူများဟာဘေးလွတ်ရာနေရာများကိုရွှေ့ပြောင်းနေရတယ်လို့ထိုင်းမြန်မာနယ်စပ်သတင်းအမြင့်များထံကသိရပါဗျ။ မြောက်ရီမြို့နယ်မဲလပန်ချေးွာအနီးမှာရှိတဲ့ကြားဖြတ်ရုံများကို KNU ကနိုဝင်ဘာလ21ရက်နေ့ကသိမ်းပိုက်ခဲ့ပြီးတဲ့နောက်အဲ့ဒီနေရာများမှာရှိတဲ့ကြားဖြတ်အလုပ်ရုံနဲ့ဝင်းများကိုစုံစမ်းစစ်ဆေးရေးများလှုပ်ဆောင်နေတဲ့အချိန်စစ်ခွေးတပ်ကအဲ့ဒီနေရာများကိုပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်ဖိုးစစ်များအရှိန်ဟုန်မြင့်တင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတန်း6မြို့နယ်မှာအုတ်ချုပ်ရင်းမှုရဲ့နေအိမ်ကိုအစင်းလာတိုင်းနဲ့လူငယ်နှုတ်ဦးကအုတ်ချုပ်ရင်းမှုရဲ့ခေါင်းကိုတနက်နဲ့ပြစ်တတ်ကလက်တဖက်ကိုလည်းဖြတ်ပွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒိုဗန်မာလာ၄ရက်နေ့ညနေပိုင်းလောက်က6မြို့နယ်အမှတ်9ရပ်ကအုတ်ချုပ်ရင်းမှုရဲ့နေအိမ်ကိုလူငယ်နှုတ်ဦးရောက်လာပြီးတော့အစင်းတိုင်းရင်းနဲ့အုတ်ချုပ်ရင်းမှုကိုတနက်နဲ့ပြစ်တတ်ခဲ့တယ်လို့သိရပါဗျ။အုတ်ကြီးရဲ့အိမ်ကိုလာပြီးတော့အစင်းတိုင်းတာအုတ်ကြီးက အိမ်ထဲမှာစာရွက်ထုတ်နေတော့ခေါင်းကိုပြစ်လိုက်တယ်လို့ပြောတယ်။အုတ်ကြီးရဲ့အိမ်ကလူတွေပြောတာကြားတာပါ။လက်တစ်ဖက်ကိုလည်းဓာတ်နဲ့ဖြတ်သွားတယ်လို့ပြောတယ်။တနက်မှန်လို့ပြတ်သွားတာလို့လည်းပြောတာပဲ။လက်တစ်ဖက်ကလမ်းမောင်းရဲ့အောက်ရောင်စက်လောက်ကနေပြတ်သွားတာလို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်။ပြစ်တက်ခံရတဲ့အုပ်ချုပ်ရေးမှုဟာ၆မြို့အမှန်၅ရပ်ကွက်အုပ်ချုပ်ရေးမှုဦးထွေးအောင်နိုင်အသက်52နှစ်လို့သိရပြီးတော့ဦးကောင်ပွင့်ထွက်ဒဏ်ရာနဲ့လက်တစ်ဖက်ပြတ်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ မနေ့ကနေ့လယ်နှစ်နာရီလောက်မှာတကြိုလိုက်တယ်လို့ပြောတယ်။ချောင်းမျိုးဆေးရုံကြီးရင်ဝဲရုံမှာညကလေးကရောက်နေတာမနေ့ကမနေ့မှခွဲစိတ်ပြီးတော့နေ့လယ်နှစ်နာရီလောက်မှာတကြိုလိုက်တယ်လို့ဒေသခံတအူးကပြန်လည်ပြပြထားပါရယ်။၎င်းပြစ်ခတ်မှုကိုဘယ်အဖွဲ့ကလှုံ့ဆော်သွားတယ်ဆိုတာကိုတော့ထုတ်ပြန်ကြေညာထားတာမတွေ့ရသေးပါဘူး။အုတ်ချုပ်ရင်းမှုလုံခြံခံရပြီးတဲ့နောက်ပိုင်းမှာချောင်းမျိုးပေါ်ရက်ကော့ဒီမှာစစ်ခွေးတွေကကင်းလဲတာတွေနဲ့အတူပိတ်ဆို့ရှာဖွေဆက်ဆဲတာတွေလှုပ်ဆောင်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်မှာအကြမ်းဖက်ဆစ်ခွေးတက်ကပြည်သူ၄ဦးကိုဖမ်းဆီးပြီးတော့လက်ချောင်းနဲ့နေရွက်တွေကိုဖျက်တော့ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလအတွင်းမှာပေါ့မြုံနယ်ကိုဆစ်ချောင်းထိုးခဲ့တဲ့ဆစ်ခွေးတက်ရဲ့ကပ္ပစာ24ကထွက်လာတဲ့ဆစ်ချောင်းဟာပေါ့မြုံနယ်အနောက်တောင်ဘက်မှာရှိတဲ့တဲပင်ရွာနဲ့မကြီးကုန်းရွာကိုဝင်းရောက်စီးနင်းတဲ့အချိန်မှာတဲပင်ကြီးရွာကအသက်20အရွယ်ဖြိုးဝေစုံအသက်20အရွယ်ခိုင်လင်းအောင်အသက်18နှစ်အရွယ် မင်းခန့်စော်နဲ့မကြီးကုန်းရွာကအသက်25နှစ်အရွယ်ပြည်စုံဝင်းတို့ကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အခုလိုဖမ်းဆီးခဲ့တဲ့ပြည်သူများကိုစစ်ဆေးမေးမြန်းပြီးတော့ပြည်သူ၃ဦးကိုလက်နောက်ပြန်ချိုးတုပ်ပြီးတစ်တုံးပေါ်မှာတင်ပြီးတော့လက်ညှိုးများကိုဖျက်တော့ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ပြည်သူ၃ဦးကိုလည်း၎င်းတို့စစ်ဆေးမေးမြန်းတဲ့အချိန်စကားထက်တယ်ဆိုပြီးတော့နရွက်ကိုဖျက်တော့ခဲ့တယ်လို့ပြောပါတယ်။အခုလိုမျိုးပြည်သူ၄ဦးကိုဖမ်းဆီးနှိပ်စက်ပေးတဲ့နောက်ပေါင်းမြွန်းနယ်မြောက်ပိုင်းကိုစစ်ကြောင်းထုတ်ရာလမ်းတစ်လျှောက်မှာ လူသားတိုင်းအဖြစ်နဲ့ရှေ့ဆုံးကနေထားပြီးတော့ဆေးလွတ်ခဲ့တယ်လို့သိရပါဗျ။နိုဗမာလ26ရက်နေ့မှာအကြပ်စစ်ခွေးစစ်ကြောင်းဟာငဖောင်းကန်ကြီးရွာကိုရောက်ရှိနေတဲ့အချိန်လူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးထားသူများကိုပြန်လည်လွတ်ပေးခဲ့တယ်လို့သိရပါဗျ။စစ်ခွေးစစ်ကြောင်းကအင်အား200လောက်ပါတယ်။စစ်ခွေးတွေကနေအိမ်တွေကိုမီးရှို့ပါတယ်။ကြီးရွာတွေကိုမီးရှို့ဖျက်ဆီးတာပြည်သူတွေကိုတပ်ဖြတ်ခဲ့တာမရင်းကျက်တပ်ဖြတ်ခဲ့တာပြည်သူတွေကိုခိုးယူသွားတာအများအပြားကျူးလွန်ခဲ့ပါတယ်။ နေ့ရက်အတိကျတော့ကျွန်တော်တို့စီရောက်လာတာမျိုးမရှိသေးဘူးဂျူးလွန်ခဲ့တာတွေကတော့စစ်ကြောင်းတစ်လျှောက်လုံးပါပဲခွေးတက်ကပြန်လှုပ်ပေးလိုက်တာပါဖမ်းပြီးတော့စစ်ကြောင်းတစ်လျှောက်လုံးလူသားတိုင်းလှုပ်ခဲ့တာမတည်လို့ပြန်လှုပ်ပေးလိုက်တာပါလို့မကွေးတိုင်းဘက်ကဘက်ကတာဝန်ရှိသူကပြောဆိုထားပါတယ်ဒါအပြင်အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာအမျိုးသမီးများအပါအဝင် ပြည်သူ၁၆ဦးကိုလည်းမရင်းချင်းတပ်ဖြတ်ခဲ့ပြီးတော့ဂျေယွာ၁၀ခုနဲ့စစ်ဆောင်စခန်းတစ်ခုတို့ကို ပြီးရှုပ်ဖြက်စီးခဲ့ခြင်းကြောင့်နေအိမ်85လုံးနဲ့စစ်ဆောင်တဲ့အလုံး30မိလောင်ပြကြခဲ့ရတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတွေကိုအလုံးစုံတိုက်ခိုက်နိုင်ရေးဥတီကပြည်လူလူထုအတွက်တရားမျှတမှုပြန်လည်ရရှိတဲ့အသည့်မစုံမနဲ့တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်မြေရွက်ဝမှာနေထိုင်တဲ့အသက်43နှစ်အရွယ်ကလေးအဖေတအူးကိုစစ်ခွေးတပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီဇင်ဘာလတရက်နေ့ည10:00နာရီခွဲအချိန်မှာမြန်ကုန်းမြို့နယ်နှစ်ရွက်ကွာမှာနေထိုင်တဲ့တမီးနှစ်ဦးရဲ့ဖခင်ဖြစ်သူအသက်43နှစ်အရွယ်အမျိုးသားဟာညစာစားရန်အပြင်ကိုထွက်သွားတဲ့အချိန်မှာပျောက်ဆုံးသွားခဲ့တယ်လို့သိရပါဗျ။မိသားစုတွေကလည်းလူပြောက်ကျညာခဲ့ပြီးတဲ့နောက်ဒီဇင်ဘာလ4ရက်နေ့မှာစစ်ခွေးတပ်ကပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့သိရပါဗျ။၎င်းရဲ့အသက်အရွယ်ဟာစစ်မှုထမ်းရမယ်အသက်အရွယ်အပိုင်းခြားဖြစ်သောအသက်16နှစ်ကနေ35နှစ်အတွဲမဟုတ်တော့တော့လေစစ်ခွေးတပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။ ဖိုင်ခါတဲ့သူကစူပေါင်းရေးတက်ကိုရောက်သွားပါတယ်သူကကျမ်းမာကြီးတင်မကောင်းဘူးသူ့တက်ကအရာရှိကိုသူကအသက်40ကျော်နေပါပြီဘာကြောင့်စွမှုထမ်းခိုင်းတာလဲလို့မေးတော့မင်းကိုဖမ်းပြီးရောင်းစားသွားတာဆိုပြီးပြောတယ်လို့သိရကြောင်းအဲ့ဒီဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်အလားတူပဲမကွေးတိုင်းဆလင်းမြို့နယ်မှာလဲလူငယ်29ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးတော့ တအူးကိုငွေကျပ်340နဲ့ပြန်ရွေးခိုင်းပြီးပတ်စံမပေးနိုင်တဲ့သူတွေကိုစစ်တင်နိုင်ကြောင်းကိုပို့ဆောင်လိုက်ကြောင်းပြည်သူညီနောင်စလင်းတရင်နဲ့တာဝန်ခံကိုပြည်သူကရှင်းပြထားပါတယ်။ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်29ဦးတွေကလူငယ်2ဦးသာမိသားစုတွေကငွေချက်340နဲ့ပြန်လဲရွေးထုတ်နိုင်ခဲ့ပြီးတော့ကျန်တဲ့28ဦးကတော့ရမဲသိမ်းမြို့အခြေခံလေးကျင်းရေးတင်တဲ့ကြောင့်ရလာတာအမှတ်တဲ့ ရဲစစ်တန်းတန်းကြောင်းကိုပို့ဆောင်ခန့်လိုက်ရတယ်လို့သိရပါဗျ။လူငယ်29ဦးကိုစစ်ခွေးတွေကပေါ်တာဆွဲဖမ်းဆီးသွားတာပါအဖမ်းခံလိုက်ရတဲ့လူငယ်29ဦးတွေကနှစ်ဦးကိုတယောက်ကို340နဲ့သူ့မိသားစုတွေကပြန်ရွေးခဲ့ပါတယ်။နှစ်ဦးပဲပြန်ရွေးလို့ရတယ်။ကျန်တဲ့29ဦးကတော့ရမဲသိမ်းမြို့အခြေခံလေ့ကျင့်ရေးတန်းတန်းကြောင်းရလာတာအမှတ်၁ရဲစစ်တန်းတန်းကြောင်းကိုပို့ဆောင်ခန့်လိုက်ရတယ်လို့ပြည်သူညီနောင်စလင်းသတင်းနဲ့တာဝန်ခံကိုပြည်သူကရှင်းပြထားပါတယ်။အလားတူပဲ မန္တလေးတိုင်းဝမ်းဝဲမြို့နယ်ကြေးရွာ၄ရွာကိုဝန်ရောက်ဆင်းနေပြီးတော့လူငယ်၅ဦးကိုအကြမ်းမဆက်တဲ့ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်း Voice of Wandering ကတာဝန်ရှိသူကရှင်းပြထားပါရယ်ဒီဇင်ဘာလ၄ရက်နေ့နေ့လယ်၁၂နာရီမှာမိထီလာကနေလာတဲ့အကြမ်းဖက်စစ်ခွေးကား၃စီးကဝမ်းဝဲမြို့နယ်ကြေးရွာ၄ရွာကိုဝန်ရောက်ဆင်းနေပြီးတော့လူငယ်၅ဦးကို အချက်ဘတ်ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။အဖမ်းခံရတဲ့လူငယ်တွေဟာတဖမ်းရွာကြေးရွာက9ဦး၊ရှာတော်ကြေးရွာက3ဦး၊ရွှေပလန်းကန်ကြေးရွာက2ဦး၊တဲစုကြေးရွာက4ဦးလို့ဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးတွေဖမ်းဆီးသွားတာကအသက်20ဝန်းကျင်လူငယ်တွေလို့ပြောတယ်။တဖမ်းရွာကြေးရွာက9ဦး၊ရှာတော်ကြေးရွာက3ဦး၊ရွှေပလန်းကန်ကြေးရွာက2ဦး တဲစုဂျေးဝါက၄ဦးစစ်ခွေးတွေကဝင်ဆွဲသွားတာပါလူလက်ပိုင်းနေပေါ့အသက်40ကျော်လဲပါတယ်အမျိုးသားတွေကြီးပဲပေါ်တာဆွဲသွားတာစစ်ခွေးတွေဖမ်းဆီးသွားတဲ့လူငယ်တွေကိုဗိတိလာဘက်ကိုခေါ်သွားတယ်လို့ Voice of Warning ကတောင်းရှိသူကရှင်းပြထားပါတယ်အော်တိုဘားလာ9ရက်နေ့ကလည်းဝမ်ဝင်းမျိုးနယ်မှာရှိတဲ့ဂျေးဝါကလူငယ်တအူဖိုကုန်းရွာကလူငယ်တအူနဲ့အိုင်သာရွာနန်းနန်းရွာတို့ကလူငယ်3ဦးကိုစစ်ခွေးတွေကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ် အကြမ်းမဆက်ခွေးတက်က အခုဒီဇင်ဘာလလယ်ပိုင်းမှာစစ်မှုတဲ့အပတ်စဉ်20ကိုဖွင့်လှစ်သွားမှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးတော့အခုညီတောင်းချင်တာလေးတခုကတော့နေ့စဉ်နဲ့အမျှအပိတ်ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုအစင်အမြဲတမ်းကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီကြဖို့တောင်းဆိုလိုက်ပါစီခင်ဗျာကျွန်တော်အခုထုတ်လွှင့်နေတဲ့ Revolut Burma News Channel Official ဒီ channel တစ်ခုပဲရှိပါတယ်ကျွန်တော်ရဲ့ Revolut Burma News Channel ရဲ့နာမည်ကိုခိုးယူပြီးတော့ပေါ့လို့ပေးစာမဟုတ်မမှန်သတင်းများကိုတင်နေတယ်ပြည်သူတွေကိုအစိတ်ခတ်နေတဲ့အောက်တန်းစား channel များ မွေးလာကလေးကကိုပိုင်အုံနောက်ကိုမသုံးပဲသူများရဲ့ idea တွေကို like ခိုးနေတဲ့အောက်တန်းစား channel များတနေ့တခြားပုံမှုများပြလာတဲ့အတွက်အတုပသတိပြုပြီးတော့အားပေးစေချင်ပါတယ်ခင်ဗျာနေ့စဉ်နဲ့အမျှအစဉ်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဇဂိုင်းတိုင်းဒီပင်းရင်းမြို့နယ်မှာရှိတဲ့ကြေးရွာများနဲ့စစ်ဆောင်တော်တိုင်းများကိုအကြမ်းမဆက်တဲ့ကလေရင်နဲ့ခွနကျင်းထက်မနေဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ထောင်ထဲချတဲ့ပြည်သူများဟာဘေးလုံရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ9ရက်နေ့မိုးလယ်တနအီကစတင်ပြီးတော့ ညပိုင်းအထိကိုမုံလာအနောက်မြတိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့ဂျာရိုကော့ပတာနှစီးနဲ့ဒရဟုလေတက်ကနေတက်လာတဲ့ဂျက်ဖိုက်တာနှစီးကဒီဘေးရင်မြို့နယ်အနောက်မြောက်ချမ်းကုန်းရုံဝင်းရံရွာအနောက်ဘက်တောရင်းတနေရာဒီဘေးရင်မြို့နယ်အနောက်တောင်ချမ်းဗုဒ္ဓန်းကျေးရွာနဲ့အနောက်ဘက်တောရင်းနေရာများကိုပုံကျဲတက်ခိုက်ခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးတိုက်ရဲ့၄ကြောင်းတက်ခတ်မှုကြောင့်ကျေးရွာအတွင်းကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ပြည်ပြင်းအခြေအနေဟာလည်းရှုပ်ထွေးနေပြီးတော့ လေရင်များဟာလည်းဇက်တိုက်ပြန်ဝင်နေစေဖြစ်တဲ့အတွက်ကြောင့်ပျက်စီးဆုံးရှုံးမှုအခြေအနေနဲ့ပြည်သူများထိခိုက်မှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရယ်။ရေပြင်အခြေအနေကရှုပ်ထွေးနေတယ်ဗျ။ထိခိုက်မှုအခြေအနေကိုကျွန်တော်တို့ဘက်ကအတိမပြုတ်နိုင်သေးဘူး။လေကြောင်းကကျဲတာကလည်းဇက်တိုက်ကိုကျဲနေတာပြည်သူတွေကလည်းရွာလုံးချိုတင်းရှောင်နေရတယ်ပြည်သူတွေထိခိုက်မှုရှိတယ်လို့တော့တရင်ရထားပေမဲ့အတီတော့မပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ အခုလိုလေကြောင်းတက်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒီပဲရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်းထုတ်ပြန်ထားပြီးတော့ပြည်သူများထိခိုက်မှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ရေးပြင်းအခြေအနေအရထိခိုက်စရင်အတိမပြုတ်နိုင်သေးပါဘူး။တရားထဲမှာတဲ့နေလေကနှစ်စင်းနဲ့ပြစ်ပြီးဂျိုင်ရိုကော့ပတာဘုံချသွားတယ်။ညနေမှလည်းနှစ်စင်းနဲ့ထပ်ပြီးပြစ်ခတ်ခဲ့ပါတယ်။ဒီပဲရင်းအနောက်ချမ်းကရွာတွေနဲ့တောတိုက်တွေရဲကို လေချောင်းကနေတက်ခိုက်တာအခုချိန်ထိလေချောင်းဝင်းနေသေးပဲလေရင်ကစိတ်မချတာသေးဘူးလို့ဒီပဲညွန့်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်အလားတူပဲအခုနဲ့မေလ၁၂ရက်နေ့ကလည်းဒီပဲညွန့်နယ်အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဒေအန်ရဲ့အပေါင်းကခင်ဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ